အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာကျွန်တော်ရဲ့ Ghost Story Channel ကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးမှာကျွန်တော်ပြပြတော့ခြင်းနဲ့တရားစက်ကြောင်းလေးရတော့ရက်ွက်ဖြစ်မဲ့တပည့်ကြီးဆိုလဲဖြစ်ရမှန်တရားစက်ကြောင်းလေးပဲဖြစ်ပါတယ်ခင်ဗျာဇလန်လေးမစားခင်ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ရတယ်ဆိုရင်လှုပ်ထားပေးကြပြီးတော့ဘေးနားခေါင်းပေါင်းလေးကိုလည်းနှိပ်ပေးထားကြပါလို့အားလုံးကိုတောင်းဆိုချင်ပါတယ်ခင်ဗျာအားလုံးပဲအစင်းနဲ့ပြည့်ပြီဆိုရင်စလဲရအောင် ီကြောင်းလေးရေးဖို့ကျွန်တော်အများကြီးစဉ်းစားခဲ့ရတယ်။တကယ်ကိုဖြစ်သွားတာဆိုပေမဲ့ဂိုင်းဟန်ရှင်တွေကတသိထင်ရှားရှိနေတုန်းလေးမို့ခွန်းတော်မို့ကလည်းကျွန်တော်ကအဝေးမှာဆိုတော့တွေးဖို့မလွယ်ဘူး။ဒါတော့လူအမည်ရမျိုးအမည်ပထည့်ပဲရေးတာကိုစာဖတ်တူလို့နားလည်ပေးပါလို့ကြိုတောင်းပန်ထားတာပါခင်ဗျာ။စစ်ကူးရင်မဟုတ်တဲ့ဖြစ်ရမှန်လေးပါ။တန်လူကြောင်းခွဲဆိုသလိုပဲအခုဖြစ်ရမယ့်ဇာတ်လမ်းလေးနဲ့ဆင်းဆင်းတူနေတဲ့ဇာတ်လမ်းလေးရဲ့လည်းရှိကောင်းရှိနိုင်ပါလိမ့်မယ်ဗျာ။ ဒါပေမဲ့ကျွန်တော်တို့ရက်ကွက်လေးတင်းမှာဖြစ်ပျက်ခဲ့တဲ့တကယ်ဖြစ်ရမှန်ဇလန်လေးဖြစ်နေတာကြောင့်ရေးဖို့ဆုံးဖြတ်ပြီးအခုလိုတင်ပြခဲ့တာပါခင်ဗျာအချိန်က90ပြည့်နှစ်လုံကာလများရဲ့ပူပြင်းသောနှစ်တစ်နှစ်တွေဖြစ်ပါတယ်ဒေတာကမြေလက်ဒေတာရှိလမ်းစုံမြို့လေးဤမထင်မရှားရက်ကွက်တစ်ခုအတွင်းမှာဖြစ်ခဲ့ခြင်းဖြစ်ပါတယ်ဇလန်လေးရဲ့အဆကဒီလိုဖြစ်ပါတယ်ကိုချစ်ရေပြောနေပါလေကျွတ်တို့အိမ်အောင်ကြတာလဲကြာပြီပြီးတော့အမေတို့နဲ့ပဲနေရတာအားနာလာပြီးအိမ်ခွဲနေကြရအောင်တော့ အေးလေငါအဆောက်အလဲကပြောပါလေမင်းမဲ့ပတ်စံစုအောင်မယ်ဆိုလို့လေဘာလဲအခုကမြင်းနဲ့အိမ်အစင်းနဲ့ဆောက်ပြီးသားရောင်းမှတွေ့ထားလို့လားအေးတော့ဈေးကလည်းမဆိုးဘူးဝင်းနေရတော့မကာရသေးဘူးတော့တိတယ်မို့လားနေပြန်လမ်းပါလေဟမ်ဒါဆိုတင်းချိုင်းဝန်းသွားတဲ့လမ်းပါပေါ့ဟုတ်တယ်လေတော့လည်းဘာဖြစ်လို့လဲမင်းတို့နဲ့လည်းတလမ်းမဲချလာလေဈေးကလည်းတက်တာလားဟုတ်ဘာမှလည်းမဖြစ်ပါဘူးမင်းကကိုဝင်ဆောင်ပါစဆိုတော့လက်မှာစိုးလို့ပါ ။အော်တော်ဘာဖြစ်ဖြစ်အချိုချောင်ရတော့ဆွဲထားမှတော့အေးပါဟာနင်စိတ်ချမ်းသာရင်ပြီးတာပါပဲ။နောက်နေ့ရောက်တော့လည်းမြန်မာနေရောက်စလုံးမြင်းနေရတွားကြည့်ပြစ်ခဲ့ကြပါလေ။ချန်စီယိုပြက်နေရတယ်လဲဂန္ဓာရစုပင်များအစီတန်းလိုက်ပေါက်နေနေပါလေ။တုတ်တန်နဲ့လည်းကိုက်တထောင်ကျော်လောက်ကွာဝေးမှရှိနေတယ်။တုတ်တန်ကတော့မြို့ရဲ့အချောက်လန့်ကျမ်းနဲ့နာမည်ကြီးနေရာတွေထဲကတစ်ခုပဲဖြစ်ပါလေ။ထို့တုတ်တန်ဒီကမယုံကြည်သူများစိန်ခေါ်ဆန်းမာကအတက်ပြင်းတီတီအထိ ကျန်းတန်းလာတဲ့ဖြစ်တုတ်တန်အားတွားမဆန်းနဲ့ပွဲကျန်းတွားမယ်ဟုပဲနာမည်ပေးထားကြလေ။အောက်လန်းဆရာတွေအစီအစဉ်တွေလုပ်ရန်တုတ်တန်ကလက်ပြီးကျင့်တော့ခါလည်းလေ။နောက်ဆုံးထားပြီးမှအစီရင်အမြင့်ဆုံးကိုလုပ်ရန်လာရတဲ့နေရာဖြစ်ပြီးတော့အဖြစ်အောင်မြင်နေမရှိမရှင်နိုင်လို့အတက်ဆုံးဆုံးတွားကြသူတွေကများပါလေ။သူဟာသူတို့မြေခဲတို့အချောက်လိုက်မှမရှိတော့ပြပါပါလေ။ထားလိုက်ပါတော့ဇလန်ဆက်ကြရအောင်။လင်မယားတယောက်အယောင်းဝယ်ပြီးတော့တုံးရင်လောက်ကြာတော့အိမ်ပြောင်းလာခဲ့ကြပါလေ။အိမ်လေးကိုတော့ပြုပြင်တန်ပြုပြင်ပြီးတန်ရှင်းရေးလောက်ခါနေခဲ့ကြပါလေ။ ရှမ်းစီယိုးကတော့စူးပင်များအတန်းလိုက်ပေါက်နေတာကြောင့်အထုတလည်းမကာရံတော့ပါဘူး။နောက်ရတဲ့ကိုချစ်ရဲ့အလုတ်ရှင်မှသူ့ကိုအလုတ်ကိစ္စနဲ့လာခေါ်ပါတယ်။ကိုချစ်ရဲ့ကိုချစ်၊ဗျာ။ဟာအာစရိပါလား။ဘာရှိလို့လဲ။အေးမင်းနဲ့ငါမိုင်းရှူတွားရမှာ။ကြောက်တွင်းကိစ္စတွေမင်းမင်းနေပြီလား။မင်းမပါဘူးအာစရိရဲ့မိမလည်းကိုဝင်ငါးလားကျော်တော့အိမ်ပြောင်းတော့ကျွန်တော်ကြီးပဲလုပ်နေရလို့ပါ။အေးပါဒါနဲ့မင်းအိမ်တက်ကောလုပ်ပြီးပြီလား။မလုပ်ရသေးဘူးခုမှမိဖွားစေးရဲ့အိမ်လေးဝယ်လာရဲ့ဆိုတော့ပက်ဆန်ကအပေါ်တိတ်မရှိဘူး။ ဒါကမိုင်းပြန်มาပဲလောက်တော့မယ်အဲအရှင်တွေကလည်းလောက်ထားပြီးနေမှာနေရာအစ်မမဟုတ်တာအရင်မကြီးတော့ပါဘူးအေးဒါဆိုလည်းပြီးရောက်กว่าနောက်ပတ်တော့မယ်လိုအပ်တာတွေပြင်ဆင်ထားလိုက်ဟုတ်အားစိတတိပြန်တော့မင်းတော့မက်နီကကိုချစ်ဒေါ်ဒီကောက်လည်းကြာမလားအေးလေမိမရဲ့ထုံးစံတိုင်း၄၅လပေါ့ဒါဆိုတော့မိဖွားချင်ရောရှိမှာလားမိမပါတတိကိုပြောပြီးပြန်ခဲ့မယ်စိတ်ချဒါကြောင့်လည်းအလုပ်တွေကိုမလုပ်မိတာဟာသူတို့ရဲ့ဘဝမှာမထင်မှတ်တာတွေဖြစ်လာစေမယ်ဆိုတာသူတို့နဲ့ကမတိကြကြပါဘူးအဲဘက်ကြောင့်ဆိုတော့ အတုဘချတော်တိုင်းဖြတ်သွားတဲ့လမ်းဘေးမြေကွက်မှာနေပြီးခြံစည်းရိုးအားတက်မတ်စွာမကရင်ချင်းထို့ပြင်မြေတက်နဲ့အိမ်တက်တရားနာခြင်းမပြုလုပ်ဘဲနေထိုင်ခြင်းကသူ့လူများနေရာရဲ့ဘဝမှာမဖြစ်နိုင်ဘူးလို့ယုံကြည်ထားတဲ့အရာများဖြစ်ပြလာဖို့အစပြုလာခဲ့ခြင်းဖြစ်ပါတယ်။ဘုရားခီးတော်မိနောက်မဏိကမောင်လေးနဲ့ညီမလေးကိုအဖော်ရအောင်ခေါ်အိပ်ပါတယ်။တလားလောက်ကြာတဲ့အခါမှာရက်ကွက်တင်းမှာရှိတဲ့လူတယောက်ဆုံးရဲ့အတုဘချလာလေးကိုတွေ့လိုက်ရတယ်။ မနေ့လည်းအမတ်မထင်အိမ်ထဲမှာလမ်းကြည့်မိလိုက်ပြီးတော့အခောင်းပက်လေတွင်ပုံစံမျိုးစုံနဲ့ခုံပိုက်မြူးတူးကပျော်ရွှင်နေပုံရတဲ့အလုံးအင်မတန်ဆိုးရွားလာတော့ရုပ်ရှင်သံတမန်များပိုင်းဆိုင်ထားတဲ့မကောင်းဆိုးရွားတစေတရေများကိုလက်ရပြတ်မဆက်ကပ်များမြင်တွေ့လိုက်လေသည်မနေ့လည်းအရန်ထိတ်လန့်အံ့ဩတော်ပြီးမိုက်ခနဲဖြစ်တော့ကခဏမျှမေးလဲတော်သလိုဖြစ်တော်တယ်ထိုချိန်တွင်ပင်ခေါင်းမင်းသားတွင်တရေတများများနဲ့အလုံးအင်မတန်အယုတ်ဆိုးကြီးတန်လုံးတော့တပတ်ကြီးတကောင်လေး ခြံဝင်းထဲလိုဝင်လာတယ်လို့အိမ်မက်လိုလိုတကယ်လိုလိုနဲ့တွေ့လိုက်ရပါတော့တယ်ထိုချိန်နဲ့မက်နီညီမဖြစ်သူရောက်လာပြီးအမကြီးအမကဘာဖြစ်နေရလဲအေးဟဲတွေးလို့မကောင်းလို့လားမသိပါဘူးမဟုတ်တာလည်းမြင်ပြီးလန့်သွားတာပါအမေကနင်းကြောက်နေမှာဆိုလိုငါလွတ်လိုက်တာပေါ်ရတာပေါ့မက်နီလည်းပြီးပြီးရောပြောပြီးပုံမှန်အတိုင်းနေထိုင်လေးပါလေဒီနောက်ပိုင်းအတုပ၃လေးခုဂျုံခဲ့လေတယ်အမထူးခြားခြားတော့ဆက်မဖြစ်ခဲ့ပဲဒီလိုနဲ့ ရက်ကူလာစားကြွကြွပါရဲ့မွေးဖားမဲ့အချိန်နီးလာပါလေတော့လေအချစ်လက်တည်းအားအကျိုးအကြောင်းပြောပြပြန်လာခဲ့တယ်မနေ့တရားကြားဖြစ်သူပြန်လာတော့ဝန်တာအားရနဲ့ပြည့်ရွှင်နေလေပါလေဒီလိုနဲ့မွေးဖားမဲ့ရက်ရောက်လာလေပါတော့လေအာအမလီကိုချီရဲ့နားလိုက်တာတော့ဒီပါပြီတော့အမေကြီးကဲပါအောင်ကိုချစ်တော့ကြောင့်ကျုံခုနာနေတာမကျေနပ်ဘူးတိလားမိမရဲ့အခုတော့ပြောပြီပေါ့ခဏလေးအောင်းထားနော်ဝန်ဆွဲဆရာမလာနေပြီနော်ဆရာမရေလုပ်ပါအောင်များတူတော်နာနေပြီဗျ င်းတို့အစတဲ့ကမတည်ဘူးလားဟင်ပြောကုန်မပြောချင်ဘူးဆရာမပြည့်စုံပေးနေတဲ့ကြားကကလေးကတော်တော်နဲ့မထွက်မိခင်များမှလည်းညင်းရလို့မျက်မျော်လာကြံပါတော့တယ်ပြည့်စုံမဖြစ်ဘူးအထဲကိုလက်နဲ့နိုင်ပြီးဆွဲထုတ်မှရမယ်ကိုချက်ရတယ်ဆရာမအရှင်ပြေလို့လာလို့ပါဟဲ့ဒါဆိုနင်းပြင်ထက်လေဘာလို့ခံနေလိုက်မလားလဲဟင်းဟင်းရောင်လို့ဆရာမဆရာမလည်းမိမကိုအတွင်းတို့လက်နက်ရဲ့ကလေးကောင်အားဆန်းလိုက်ရအာမဖြစ်တော့လဲဆရာမမဖြစ်လို့လဲအပြင်မှာကလေးမွေးတာလာဆောင်ပေးနေကြတဲ့လူများ၏မင်းမြန်တံများနဲ့အတူ ဆရာမလည်းတွေးများထွက်နေတဲ့လက်ချောင်းကိုဆုပ်ကန်ရင်းအခန်းမြင်တော့မြန်မြန်ထွက်လာလေသည်ထို့နောက်ကိုချင်းနဲ့နှစ်ဖက်အမေများကိုခေါ်၍သူအတွင်းတို့လက်နိုင်ပြီးကလေးကိုဆက်လိုက်ရာအတွင်းမှတစုံတစ်ခုကသူမလည်းအောက်ကဲ့လက်ချောင်းပြလေသည်ဆရာမကဒါတေယိုတာရောမဟုတ်ဘူးတခုခုပဲဒီတော့ကြမ်းတဲ့လူတွေအခန်းထဲလိုက်ဝင်ခဲ့ကြဒါမှတစုံတစ်ခုဆိုအကူအညီရမှာကိုချင်းမျက်နှာမကောင်းတော့လူတိုင်းရဲ့ရင်ထဲမှာတော့တထိတ်ထိတ်နဲ့ဘာမှမသိတဲ့တစုံတစ်ခုကိုကြောက်ရွံ့နေမိကြတယ်ဆရာမကကဲလက်နဲ့ဆွဲထုတ်လို့တော့အဆင်မပြေဘူးညက်နဲ့ပဲဆွဲထုတ်ရမယ်ရတယ်ဆရာမလှုပ်ပါ တော့9မိနစ်ခန့်မိရင်ရောဆရာမပါအပြင်းအထန်ကြိုးစားကြမှုကြောင့်လူလောကကြီးတို့ကလေးတယောက်ရောက်လာခဲ့ပါတယ်မက်နေဒီကအပြင်းအထန်ကြိုးစားခဲ့ရခြင်းကြောင့်လားမသိပဲမောပန်လွန်ခြင်းကြောင့်လားလောကကြီးနှစ်ခဏမြောက်အဆက်တွေပြတ်ကမိမျိုးတော်လေပါတော့တယ်ဝန်ဆက်ဆရာမကကလေးပုံမှန်သဏ္ဍာန်အားကြည့်ရဲ့ကြက်တီတီတော်ပါလေတော့တယ်ကိုချစ်လည်းဆရာမအမူအရာကြောင့်ဆရာမနောက်ဘက်မှာပခုံးကိုကြော်ရွကြည့်လိုက်ရစက်ကုတ်ကလေးတို့ပြားချက်နေတော့ဥကောင်းတို့ပွားရည်အဆက်မတန်လန်နေတော့နှာခေါင်းနှရွက် ချိန်မတက်ကျပြန့်တော့ပါသက်ထွက်တဲ့ပိုထူးခြားတွေကလက်တဆစ်ခန့်တာတာရှင်ထက်နေတော့တွားစင်များခြွန်ထက်နေတော့တွားများနဲ့မကုန်းတိရှင်လည်းဆိုကြနေတော့သပင်များမဲနဲ့တော့အတားအေးညီရဲတော့မျက်စီများတွေးလင်းလင်းလူးနေတော့လက်ချောင်းတို့ကိုရှာပြက်ပြက်ပြက်မြင်အောင်ရက်နေတွေကိုမြင်လိုက်ရတော့အခါလေးဘာဖြစ်တာလဲအမေကြီးကြီးပါဗျာကိုကြီးရဲ့စကားကြောင့်လူအလုံးထုတ်ကလေးလေးအားဝိုင်းရင်ကြည့်မလိုက်ရအိုးအလုံးလေးဒါလူမမဟုတ်တာရှူတိုးတိုးကလေးမြင်တရိယာလာရင်ကြားတော့မယ်အမေဒါကဘလို့ဖြစ်ရတာလဲဗျာ ဘာသာမင်းတို့ပြစ်တွေပဲအတုပချတဲ့လမ်းတပေးမှာနေပြီးခြံစည်းရိုးမရှိအိမ်တိုက်အောင်ပြိတရားနာတာတွေမလုပ်လို့မကောင်းစွာကမင်းမိမကိုဝင်မှာပုကတ်ပြီးစားဖို့ကြံတာဒါမင်းတွေမဟုတ်တော့ဘူးမင်းတွေကိုတူစားပြီးအစားဝင်နေတာပဲအမေတကယ်ပြောတာလားအေးငါငငယ်တုန်းကဒါမျိုးဖြစ်ပြတခါကြုံခဲ့ဘူးတယ်မတည့်ရလို့ထားလိုက်တော့ရွာမှာလူတွေဆက်တိုက်တယ်လို့နားလေလို့ဆရာကြီးနဲ့ပြချင်မှတရေဝင်ပူပြီးအယောင်ဆောင်တာလို့တိလို့မင်းဲကိုပြန်မောင်းထုတ်ယူရတယ်ဒါဆိုခုလေဟုတ်တယ်ကဒါမင်းပါလို့မလဲ အမေတော့မပြောချင်ဘူးကွယ်ကိုချစ်လက်ခဏနဲ့ခေါင်းငှက်ဆိုင်ကြကတွေ့ဝေငိုင်တွားလိပါတော့လေတို့တော့တစုံတစ်ခုကိုစုံပြစ်ချက်ချလိုက်ဟန်ပြည့်တိပြီအမေမနေ့နိုးလာရင်တူတောင်းလေးအတေးလေးမွေးတယ်လို့တော့ပြောပြပါကိုချစ်လက်ပစင်ယူပြီးကလာတာတုံးလေးရောက်လောက်ခေါ်ကတုတ်တံဘက်တို့ထွက်တော်လိပါလေလက်ထဲတဲ့အဝတ်ထုတ်နဲ့ထုတ်ပြီးကင်လာတော့ကလေးပါလေထီတိုင်းတစ်ပြေးပြေးကြီးလာလိုက်တာနိုင်ဝဲလောက်ချင်းတင်းပါပဲငါးလား၆လားတော့အရွယ်လို့ပြောင်းလာလေနေ ဟဲ့ကောင်နေမလွယ်ဘူးလောဟာကျင်းမြန်မြန်တူးအေးပြီးပြီဟာငါသားကိုတက်စားပြီးငါသားအယောင်ဆောင်တဲ့တရေတီပြီတော့ဟုဆိုကခေါင်းကိုဘင်းသားစီချောက်တော့မော်တယ်တင်ကပစိန်ဖြစ်တစ်ချက်ထဲနဲ့ခုတ်ပြတ်လိုက်လေတော့လေခေါင်းပြတ်သွားကလိမ့်သွားသည့်ခေါင်းကြီးမှနီရဲတော့မျက်လုံးဆောင်ကဖွင့်ကကျူးကျဲသွားဖြစ်ကိုချစ်အားကြီးလိုက်တီကိုကြောချမ်းပွေရတွေ့လိုက်ရလေတော့လေထို့တော့မြင်လဲရရင်နဲ့တပြိုင်နဲ့ကိုချစ်ရဲ့နှုတ်မှမြန်မြန်မြည်မြုပ်ရအောင်ကြည်ရင်နဲ့ကြောက်လာပြီဟဲ့မြန်မြန်ပြီးရင်ဒီနေရာကနေမြန်မြန်ပြန်ရအောင်နေရတာကြာလေစိတ်တွေချောက်ချားလာလိမ့်မယ် ဖိဆက်ဘီစီရဲ့အိမ်ပြန်ရောက်တော့မှတ်နေတယ်။တတိပြန်ရလာ၍တူတာဒေလီမွေးတွေဟုတိရတော့ကြောင့်အရှုံရှုံငုံနေလေသည်။လူအများကတော့ဖုန်းပြီကအားပေးစကားပြောနေကြပါလား။ညာမရောက်တော့လေလူအများကအဖော်ရအောင်လာအိပ်ပေးကြတယ်။ကိုချစ်လဲလူပင်မဆိတ်ပင်မဖြစ်ပြီးမိကနဲ့အိပ်ပြော်တော့ကအိမ်မက်ထဲတယ်။အေးမင်းတို့ဥတော်လို့ပေါ့ကွာ။မဟုတ်ရင်မင်းတို့တရက်ွက်လုံးငါစားရတော့မှမကျေနပ်ဘူးဟုပြောကလက်ချက်တော်တဲ့တပည့်ကြီးအမြင်လိုက်ရတော့အခါကိုချစ်လဲကြောင့်အော်ဟိရင်ချွေးလန်တွှဲချွေးနဲ့လက်နိုးလာပါတော့တယ်။ဒီနောက်တင်ကကိုချစ်တွေးလိုက်မိတယ် မနေ့ပြန်ဖုန်းကြီးပြင့်ပြီးအိမ်တက်တဲ့တရားနာလုပ်မယ်ဆိုပြီးတော့ခြံစည်းရိုးကိုပြန်ပြီးလုံခြုံအောင်ကာမခြံသောက်နဲ့ကလည်းစောက်ရှောက်ပါအခုတော့ငါတတိမမူမိတဲ့အမားကြောင့်ငါရင်တွင်တဲ့အတူငါတို့ပါဒုက္ခရရတော့မလို့ဟုတွေးပြီးနောင်နှက်ကြီးစွာရရင်ဒီနေရာမှာပဲဇဂန်လေးကအဆုံးတက်တော့ပါခင်ဗျာအဆုံးဒီလိုက်ပါကြည့်ရှုခဲ့ကြရတယ်တယောက်ချင်းဒီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်နေ့မှလည်းဒီထက်ကောင်းတဲ့ဇဂန်လေးနဲ့ပြန်လာခဲ့အောင်ပါမို့ channel လေးကို like and subscribe လုပ်ရလိမ့်ဦးစင်လောက်ထားပေးကြပါလို့ အားလုံးကိုတောင်းဆိုခြင်းပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ